โอเคပါကျွန်ချက်စီတင်ကိုအားပေးနေကြတဲ့ brother ညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါရောက်ပါစေလို့ဥစွာပြမနှုတ်ခွန်းဆက်သလိုက်ပါရစေ။အဲဒီပြည်မှာကျွန်တွေနဲ့ညာခင်းအတွက်ချက်စီတင်အကြောင်းအရာလေးတွေကိုစူးစီးတဲ့စူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့တင်တွေလည်းပြောရင်းနဲ့ဝေဖန်သုံးသပ်မှုတွေလည်းပါမှာပေါ့เนาะ။ဘာလို့လဲဆိုဝေဖန်သုံးသပ်ရဲဆိုတာလေကျွန်တော်တို့ ਨੇ စိတ်နဲ့သိပ်မတွေ့တဲ့အရာတွေလည်းပါတာပေါ့ဆိုတော့ပထမဦးဆုံးအနေနဲ့က Chelsea အသင်းကသူတို့ရဲ့ခံစစ်နဲ့ပတ်သက်လို့ရှိရင်အခုချိန်ဒီအားရမှုမရှိသေးဘူးဆိုတော့လက်ရှိမှာလည်း Chelsea သင်းဟာခံစစ်နဲ့တိုက်စစ်မှာပြင်ဆင်စရာရှိရဆိုတာကျွန်တော်လက်ခံတယ်သို့တော့ခံစစ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဗျာကစားသမားတွေအများကြီးကိုပတ်စံနေလဲလိုအပ်ထပ်ပို့သုံးခဲ့တာကြီးလည်းရှိတယ် ထိုက်တဲ့ပြောင်းရွှေ့ခြင်းတွေလည်းခေါ်ခဲ့တာရှိတယ်ဒါပေမဲ့အခုချိန်ထိပြင်လို့မဆုံးနိုင်တာကြီးကကြတော့လေနည်းနည်းတော့ပြောစရာတော့ဖြစ်တာပေါ့အခုထွက်တဲ့တည်င်းအရဆိုလို့ရှိရင်လည်းနံပါတ်1ချက်ချက်စီတင်းရဲ့ခန်းစစ်စာမဖြစ်သူဘန်ဒိုပါရီယာရှိကိုလာမယ့်ရွေးလီထရန်စဖာဝင်းတို့မှာချက်စီအတင်းကရောင်းချဖို့အတွက်စဉ်းစားနေလို့တစ်ဖက်မှာလည်းမနေ့တနေ့ကမှခေါ်ယူထားတဲ့ထိုးစင်အတိုင်ယာဘီယိုနဲ့ပတ်သက်ရင်လည်းချက်စီတင်းဘက်က အသိပ်ပြီးတော့အားရချင်တမှုမရှိဘူးပေါ့နော်။နောက်ပြီးတော့လက်ရှိတည်င်းရဲ့အသုံးသက်ချက်အရဆိုလို့ရှိရင်လေဘာရီယာရှိဟာချက်စီးသိရောင်းချမဲ့ကစားသမားတွေမှာတစ်ပြေးနေတယ်လို့ပဲထိုစဉ်အတိုင်းရဘီယိုဟာလည်းကျွန်တော်ချက်စီးရဲ့လက်ရှိတရားဒီအသုံးပြုမှုတွေအရာအရန်ကြီး favorite မဖြစ်တဲ့ကစားသမားတယောက်ဆိုတာပေါ်လွင်နေတယ်လို့ဆိုလာခဲ့တာပါ။ဆိုတော့အမ်ပြန်ရောင်းချမယ်ဆိုလို့ကျွန်တော်မပြောစရာအသိမရှိဘူးပါလို့ဆိုတော့ဘာဒီယာရှိနင်းတဲ့ကလည်း သူရဲ့အကောင်းဆုံး form ပေါ့နော်တရားဝစီးပွားရေးနဲ့တွဲကစားခဲ့တော့ငါကျွန်တော်ကြိုက်ခဲ့ရပြီမဲ့နောက်ပိုင်းမှာလိုအပ်ချက်တွေကရှိတယ်ပေါ့နော်ဆက်လက်ပြီးတော့တိုးတက်တဲ့လောက်မတိုးတက်လာသလိုထိုးစင်အတ aya ပြောနဲ့ပတ်သက်ရင်လည်းအမ်ချက်စီရဲ့အတုံးချမှုပဲညံပြင်းလို့လားကစားသမားကိုယ်တိုင်ကပဲအဲသူရဲ့ next level မတက်နိုင်တာလားတော့မသိဘူးကျွန်တော်လည်းလိုအပ်ချက်ရှိရလို့ထင်းတယ်ဆိုတော့ ဒီဇာတ်မားကိုနှစ်ယောက်ကိုပြန်ရောင်းချဖို့စဉ်းစားနေတယ်။ဒါပေမဲ့ဒီကစားသမားနှစ်ယောက်လည်းဆိုမဟုတ်ဘူး။ Trevor Chalaber ဆိုလို့ရှိရင်လည်းလက်ရှိမှာ lower chat အရသာပြန်ခေါ်ထားပေမဲ့ Jersey သင်းကအလောက်ထိအကြိုက်မတွေ့တဲ့ကစားသမားဖြစ်တယ်။ Exel Disasi ဆိုလို့ရှိရင်လည်းအငှားတောင်ချထားတဲ့အထိပဲပေါ့နော်။ဆိုတော့လက်ရှိမှာကျွန်တော်တို့ Cowell နဲ့ Fofana ပါလင် Chelsea သင်းသဘောတွေ့နေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ကစားသမားအများစုပေါ့ခန်းစစ်ကစားသမားအများစုကိုပြန်လည်ပြီးရောင်းချမယ်ဆိုတဲ့အနေအထားမျိုးမှာရပ်တည်နေတယ်။ တဆက်တည်းမှာပဲခိုးဝဲနဲ့ပတ်သက်ရင်လည်းလက်ရှိယူရိုကလပ်အသင်းတွေတော်တော်များများကစောင့်ကြည့်မှုတွေရှိနေသလိုခိုးဝဲကိုသဘောကျကြရတယ်ပေါ့နော်ဒါပေမဲ့ Chelsea တင်ပတ်ကတော့ခိုးဝဲဟာသူတို့ not for sale ပေါ့နော်ရောင်းချရင်မဟုတ်သောကစားသမားဖြစ်သတ်မှတ်ထားစေဖြစ်တယ်တစ်ဖက်မှာလည်း Chelsea တင်စိတ်ဝင်စားနေတဲ့ဘုံပေါ့ရဲ့ခံစားကစားသမားဖြစ်သူ Dave Wilson နဲ့ပတ်သက်ရင်လည်းအခုဒီညနေခင်းလေးမှာတက်တဲ့တင်အရာပေါ့နော် Liverpool အသင်းကပိုပြီးတစ်ပြေးနေတယ် လီဗာပူးကတပြေးနေလိုပဲကစားသမားကိုရိုင်းကလည်းလီဗာပူးကိုပို့ပြီးတော့ favorite choice နေနဲ့ရှိတယ်။သို့တော့ Chelsea စိတ်ဝင်စားတယ်။ Arsenal စိတ်ဝင်စားတယ်။အဲ့လိုမျိုး club အသင်းကြီးတွေစိတ်ဝင်စားမှုပေါ်မှာကစားသမား open တော့ပေးထားတယ်။သို့တော့ discount တော့မပေးဘူးပေါ့နော်။ဆိုလိုချင်တဲ့သဘောကညီကတို့အားလုံးသဘောပေါက်မယ်လို့ထင်တယ်။ကစားသမားရဲ့ favorite choice က Liverpool ဖြစ်တယ်။ဒါပေမဲ့ Liverpool ကိုရိုင်းကလည်းဒီကစားသမားကို တကယ်လိုချင်တယ်ဆိုလို့ရှိရင်တော့အများကြီးစူးစမ်းအားထုတ်မှုအပိုင်းမှာ pushing လုပ်သွားရဖို့တော့ရှိတယ်လို့ဆိုတာခဲ့တာပါဆိုတော့လာမင်ရယ်ထရန်စဖာဝင်းတို့မှာ Chelsea တင်းရဲ့ခံစစ်မှာကျွန်တော်တို့ဟာအပြောင်းလဲတွေကိုမြင်တွေ့ရဖို့ရှိနေတာပဲဖြစ်ပါတယ်အဲတော့ကျွန်တော်ဂိုးသမားပေါ့နော် Petrovic နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပြောချင်ပါတယ်အဲ့ဒါကတော့လက်ရှိမှာ Bayer Leverkusen အသင်းနေနဲ့ Petrovic ရဲ့လက်စွမ်းတွေအပေါ်မှာသဘောကျနေကြသလိုသူတို့ရဲ့အနာဂတ်မှာနံပါတ်1ကစားသမားဖြစ်လာနိုင်တဲ့ ကိုသမားတယောက်အဖြစ်ပေါ့နော်အဲလေဗာကူဆင်ဘက်ကသဘောကျမှတ်ယူနေလို့သိရတယ်လက်ရှိစထရောဘတ်မှာအငှားကစားနေပြီးတော့ချက်စီသင်ဘက်ကကျွန်တော်ရော့ဂျာဆန်ကိုအငှားချပြီးပက်ထရိုဗစ်ကိုပြန်ခေါ်မယ်ဆိုတဲ့သတင်းတွေထွက်နေသည့်တိုင်အောင်လက်ရှိချိန်ထိနီးပြမာရက်စကာရဲ့ favorite choice ဖြစ်နေတဲ့ဆန်ချက်ကအတင်းမှရှိနေတဲ့အနေထားရဲ့ကစားသမားကိုရိုင်းကလည်းဘာပဲပြောပြောသူ့ရဲ့အဲသူ့ကိုသူယုံကြည်မှုရှိတယ်သူဒီအရန်ကုန်ထိုင်ရမယ့်ကစားသမားမဟုတ်တဲ့ အလက်စွမ်းမျိုးပိုင်ဆိုင်လိမ့်မယ်လို့ယုံကြည်ထားတာကြောင့်ချက်စီသိမ်းမှာသူချက်စီပြန်ခေါ်မယ်ဆိုတဲ့သတင်းတွေကမှန်ခဲ့ရင်သူပြန်လာမယ်ဒါပေမဲ့ချက်စီသိမ်းကသူ့ကိုလုံလောက်တဲ့ respect မျိုးမပေးဘူးဆိုလို့ရှိရင်တော့အဲသာသမာအနေနဲ့ချက်စီသိမ်းမှာဆက်ပြီးအချိန်ဖြုံးနေတော့မှာမဟုတ်ဘူးလို့သိရပါတော့ကိုယ်သမားအနေနဲ့ပတ်သက်လို့ရှိရင်လည်းဒါကျွန်တော်တို့တော်တော်လေးတိုင်ပတ်ခဲ့ရတာပါတီပေါက်ကော်ဒရိုက်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့အစားထိုးမှုတွေအားလုံးကရေတိုပဲပေါ့နော်အဒရာမန်ဒီတယောက်လောက်သာလင်း ကျွန်တော်တို့အစားထိုးမှုတွေထဲမှာတော်တော်လေးခီးရောက်ခဲ့တဲ့ကိုယ်တော်လို့ပြောရမှာဖြစ်တယ်။ပက်ထရိုဗစ်ကလည်းအဲပိုချက်တီနိုရဲ့လက်အောက်မှာလက်စွမ်းချုပ်ပြသနိုင်ခဲ့တဲ့တိုင်ပေါ့နော်။စမ်းချက်ကပဲဘလိုမျိုးဖုံးကန်တွေကြောင်းချက်စီတဲ့နံပါတ်1ကိုယ်တော်ဖြစ်ရနေလဲတော့မသိဘူး။ဆိုတော့ပက်ထရိုဗစ်ကိုသုံးမယ်ဆိုတော့ချက်စီအသင်းနေနဲ့တစ်ကပြန်စားမယ်အနေထားမျိုးတွေလည်းအများကြီးရှိတယ်ဗျာ။ဆိုတော့ကိုယ်တော်ဆက်ဂျူရေရှင်းကလည်းချက်စီအသင်းရင်ဆိုင်ရမယ်အခက်ခဲတွေတွေကတခုဖြစ်နိုင်တယ်လို့ကျွန်တော် ုံးသက်ပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်တို့အသစ်ခွဲထားတဲ့ကစားသမားလေးအေရွန်အဆယ်မီနိုပါ။တတိယဖော်ပြချက်မှာတော့အေရီအဆယ်မီနိုကိုနောက်တရာသည့်ချက်စီးသင်းကအငှားချဖို့စဉ်းစားထားလို့သိရပါတယ်။ဆိုတော့လေတခါလေကြာရင်လူငယ်ကစားသမားတွေကိုတခြားသောကလပ်အသင်းကြီးတွေနဲ့အပြိုင်ချက်စီးသင်းကကျိုးပန်းဝယ်ယူလာကိုဗောလိတော့ဝယ်ယူပြီးနောက်ပိုင်းမှာကျွန်တော်တော်တော်လေးတွေ့ရတယ်။ဒါပေမဲ့တကယ်တကယ်တမ်းအသင်းကိုရောက်လာပြီးလို့ရှင်ရင်လေ ဟုံးဟုံးတောင်းเนาะတောင်းမဲ့မိခဲ့တရေရေမိခဲ့ပြဖုံးကိုပြဖဲပေးနိုင်တော့တဲ့စခန်းမျိုးသွားတာတိတ်မတွေ့ရပဲ ਨੇ အဲ့ဒီလိုအငားချအငားချအငားချစဉ်းစားကြည့်ဗျာဥပမာကာစားတေးဆိုလို့ရှိရင်လည်းဒီလိုပဲ Chelsea သင်းလုတ်ပလိုက်တာပေါ့နော်ခေါ်ခဲ့တယ်ပြီးတော့အငားချတယ်အငားမချလည်းလို့မပြောပါဘူးဒါပေမဲ့ Moti ဆိုတာလိုတယ်ဗျာ ကစားမတယောက်အနေနဲ့ငါချဲစီပလေယာမှာဟုတ်ရဲ့လားဆိုတဲ့အတွေးမျိုးဝင်သွားခဲ့လို့ရှင်ရင်ဇာသမောက်စိုက်ကိုအများကြီးထိခိုက်စေတယ်ဆိုတော့ဒီလိုကစားမတယောက်အနေနဲ့ခြေစွမ်းနောက်တစ်ဆင့်တက်ဖို့ဆိုတော့အများကြီးအခက်အခဲရှိနိုင်တယ်ပေါ့နော်ဒါကိုချဲစီတင်းနေနဲ့ထောက်ရှုတင်းနေလို့ထင်တယ်လူငယ်ဇာသမားလေးတွေကခေါ်လိုက်လို့ရှင်ဒါချဲစီတင်းခေါ်ယူတဲ့အချိန်မှာဆိုတခြားသောကလပ်တင်းတွေကလည်းစိတ်ဝင်စားပြီးတော့တကယ်ကိုဟိုပေါ့ potential ရှိတဲ့ဇာသမားလေးတွေကြီးပဲဒါပေမဲ့ချဲစီလက်ထဲရောက်တဲ့အခါမှာအဲ့လိုမျိုးပေါ့နော်မမျော်လင့်ထားတဲ့ အနေထားမျိုးတွေဖြစ်နေတာကတော့ကျွန်တော်လည်းတိတ်အကြိုက်မတွေ့လှဘူးပေါ့နော်ဆိုတော့ဒါတွေကိုတော့ချက်စီးတင်နေနဲ့ပြန်လဲသုံးသက်တင်နေမဟုတ်ရင်ဒီတိုင်းပဲဆက်သွားနိုင်မယ်ဆိုရင်ကျွန်တော်တိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့မှတော့ကျွန်တော်ရဲ့ကွင်းလင်ကစားသမားဖြစ်သူရမေယိုလဗီယာပါဆိုတော့လဗီယာလည်းအားလုံးဒီတိုင်းဒဏ်ရာကြောင့်အကြိုက်ပြောင်းသွားလိုက်တဲ့ဝဲနှစ်ပွဲလောက်ပြန်ကစားလိုက်ဆိုရင်ကစားသမားမျိုးဖြစ်နေတယ်အခုအန်ဆိုမာစကာရဲ့အမှတ်ချက်အရဆိုရင် လဗီယာဟာချက်စီတင်းနဲ့တူပြန်လဲပြီးတော့ပူပေါင်းပါဝင်နေပြီဖြစ်သလိုချက်စီတင်းရဲ့ training session တွေမှာလည်းပြန်လဲပူပေါင်းနေပြီလို့သိရတယ်။နောက်ပြီးမာရစကာအနေနဲ့အဲလဗီယာပြန်ကောင်းလာတဲ့အပေါ်မှာပြောနေတယ်အထူးသဖြင့်တော့လဗီယာကစားနိုင်လို့ရှိရင်သူ့အနေနဲ့ regain နောက်တစ်ယောက်ရလိုက်တယ်လို့ခန်စားရတယ်ပေါ့နော် regain ကိုသူအသုံးပြုတယ်လို့မျိုးလဗီယာကိုသူအသုံးပြုနိုင်တဲ့ option တွေသူထပ်ရတယ်ဆိုပြီးတော့ mars ကတော့ပြောသွားတယ်ဒါပြင်အသင်းကောင်းဆောင်ဖြစ်တဲ့ regain ကဆိုလို့ရှိရင်လည်း အသုံးပြုခွင့်ရတဲ့အခါတိုင်းမှာသူ့အတွက်တကယ်ကို ကောင်းမွန်တဲ့အခင်းချင်းဗျူဟာတွေမှာအသုံးဝင်နေကစားသမားတယောက်ဖြစ်တယ်လို့မာစ်ကတော့ပြောသွားတာပါလဗီယာကလည်းကျွန်တော်စောင့်တန်းပါခရေကစောင့်ကြည့်ခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်လို့တကယ်လည်းအရေးသွေးရှိပေမဲ့ချက်စီးသင်းကိုရောက်ပြီးတဲ့နောက်ပိုင်းမှာတော့ဒန်ယာရီနဲ့လုံပန်းရင်းနဲ့ပဲအားပြပြကျွန်တော်တို့အတွက် effort မဖြစ်ဘူးလို့ပဲပြောရပါဘူးเนาะခေါ်တာခေါ်ထားတယ်တကယ်တကယ်ပင်နိုင်ကစားနေရတာကိုင်စီတို့နဲ့ဒါကျွန်တော်အန်ဆိုဖာနန်ဒက်ပေါ့နော်ဒီကစားသမားတွေလောက်ပဲ ပြင်နိုင်ကစားနေရတယ်ဆိုတော့အနေထားမျိုးတော့သွားနေတယ်ဒါတွေကချက်စီးတဲ့ပြင်ဆင်ရမှာပါအဲတော့မတော့တိုက်စင်နဲ့ပတ်သက်ရင်ချက်စီးတဲ့မကဒီနေရာကြီး transfer ဝင်လို့မှာအတွေ့အကြုံရှိတဲ့ကစားသမားမျိုးကိုလည်းလိုချင်တယ်လို့သိရတယ်အထူးသဖြင့်တော့လက်ရှိမှာအကန်ကူထွက်ဖို့ရာဂိုင်းလုံးများနေသလိုမတ်စကူအနေနဲ့ကလည်းနံပါတ်1ဖြစ် choice ဖို့ကမဖြစ်နိုင်သေးဘူး Nicholas Jackson ကို PR ပေးနိုင်တဲ့ potential မျိုးရှိပေမဲ့လက်တလောမှာတော့ current saturation အရတော့ သူတို့မဖြစ်မနေခေါ်ယူရမယ်ဆိုရင်ဒါမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခတ်တွေ့နေတာကဒီလိုမျိုး experience ရှိပြီးတော့ profile အနေထားတစ်ခုရှိတဲ့တိုက်စစ်မှုတွေကိုခေါ်မယ်ဆိုရင် Chelsea တင်းနေတဲ့ Nicolas Jackson ရဲ့အနောက်မှာထားကစားမယ်ဆိုတဲ့အသိစိတ်မျိုးကနော်ကျွန်တော် information မျိုးကအဲတစ်ဖက် တွေ့ကြုံရင်ဝိုင်းရင်ကစားသမားတိုက်စစ်မှုကိုခေါ်မယ်ဆိုရင်အခက်တွေ့နိုင်တယ်။ဒါကြောင့်ချက်စီတင်မကတဖက်မှာလည်းဒါလန်ဒဲလတ်တို့လိုကစားသမားတွေ၊ယိုကေဒက်စ်တို့လိုကစားသမားတွေကိုဘက်ကအနေနဲ့စောင့်ကြည့်နေတာမျိုးဖြစ်တယ်လို့သိရတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါရီကောက်ကျော်အနေနဲ့ဒီလိုမှ disappear ခြင်းနဲ့ညနေခင်းတွေချက်စီတင်အကြောင်းလေးပဲဖြစ်ပါတယ်။ဆုံးထိကြည့်ရှုအားပေးကြတဲ့ညီကိုအားလုံးကိုကျေးဇူးပဲထူးတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲ see you next video ပါနော်။